ဒီခီးစဉ်ရဲ့ရည်ရွယ်ချက်အကြောင်းရင်းကတော့မြမဟိုတယ်နဲ့ခီးသွားလာရေးလုပ်ငန်းများကိုအမြဲတမ်းစံတည်ရန်ရည်ရွယ်လုပ်ဆောင်တတ်တယ်ထူမီတာစုကော်မတီလုပ်ငန်းမှဦးတီစာဟာဆွမ်ပရဘွန်နီကနိုင်ရီကန်တဝိုက်မှာတိုးရစ်စပော့တစ်ခုကိုတည်ဆောက်နိုင်မယ်ဆိုရင်ယခုလက်ရှိအထင်ကြီးရနေရာများထက်နိုင်ငံတကာမှဧည့်သည်များပုံမစိတ်ဝင်စားစရာကောင်းမယ်နေရာဒေသတစ်ခုဖြစ်လာဖို့ရည်ရွယ်ခဲ့ပြီးလုပ်ငန်းစတင်မှုဖီးတစ်ခုအဖြစ် ထွက်လာခဲ့ကြတာဖြစ်ပါတယ် ဒီနေ့မနေ့မှအဲ့ဒီနေ့မှာတရင်ရတာတော့ MI 17တို့တက်မလို့လေရ MI 17ရဟင်းနေအဲကျွန်တော်တို့လာကြတော့မယ်ဆိုပြီးတော့တရင်ရတော့အဲ့ဒီမှာကျွန်တော်ဝင်းတာဝင်းတာပြီးတော့မျောလင်းချက်ကြီးကြောင်ကြီးတန်းလာတယ်ပေါ့အဲ့မှာဥဒိသာဘာထပြောလဲဆိုတော့အားလေသူကလူစင်းစင်တယ်ပထမဆုံးခောက်မှာကျွန်တော်တို့ထင်တာတော့ကျိုးချပြီးမယ်ကျိုးနဲ့လူဆင်းလာမယ်ချိတ်တင်မယ်ပေါ့အဲ့လောက်ထိကိုကျွန်တော်တို့ကမျောလင်းပြီးပျော်ရွှင်နေကြစိတ်သက်လေးတွေတက်ကြွနေကြတော့ အဂရိစ်နဲ့ဥစီတို့ကရင်ဆိုကျွန်တော်လည်းဇီယာဒုတိယနောက်ဆုံးကတော့ဥတီဇာနဲ့ဥသက်ထုံးဆိုပြီးသူ့အတူအဲကျွန်တော်တို့နာမည်ကြီးဆင်ပြီးတော့တင်မယ်ဆိုပြီးသူလုပ်နောက်တစ်နေ့မနဲ့မှာကျွန်တော်တို့ဒီတမရော်လေတာကရဟယင်တွေလာပြီးတော့မှပစ္စည်းချပေးပါတယ်ပစ္စည်းချပြီးတော့လဲကျွန်တော်တို့စီကိုတဲ့တဲ့မကြပဲဒါပေမဲ့ဖြစ်ရှင်တော့အမိုင်ဆမ်နီးကကျွန်တော်တို့ ကြာတာသူရဲ့ဒီအမြင့်ဆုံးပြန်သန်းနိုင်တဲ့ပီရ1300ကျွန်တော်တို့တည်ထားတယ်ပြီးတော့ကကျွန်တော်တို့ရှိတဲ့နေရာ1400နေရာဖြစ်နေတော့ဒီဘူမကျွန်တော်တို့ဆင်းလို့ရပါမှာပေါ့အဲ့နဲ့ရောက်လာပြီးတော့ဩဒါလည်းဆိုလဲအမနစ်အစီအစဉ်ရ B plan ပေါ့လေအဲ့ဒီအဲ့ဒီအစီအစဉ်ရရိခချပစ်မယ်ဆိုပြီးတော့ကျွန်တော်မျှော်လင့်နေတာပေါ့အချိန်မှာရဟန်းရင်ဝင်လာတာတွေ့တယ်ပြီးတော့ကျွန်တော်မှအောက်ကဆက်လစ်တလုံးရတယ် ground ဒီ ground to ground ပြောရစပေါ့အဲ့ဒီဆက်နဲ့ကျွန်တော်လှမ်းပြောတော့အပေါ်မှာရဟန်းရင်ဝင်ပါလာတဲ့ ီစက်က content ရရပြီးတော့မှရဟန်းရကျွန်တော်လမ်းညွှန်ပေးတယ်ဟုတ်ကဲ့ဘာလို့ကိုပြောပြပါဘလူမောင်းဘလူမောင်းကျွန်တော်တို့ခေါင်းမောင်းဖြတ်သွားတယ်အတင်းကြီးဖြတ်ပြီးတော့အဲ့ချိန်မှာရိတ်ခါထုတ်ရချအဲ့ရိတ်ခါခေါင်းမောင်းဘုံမကြောက်ဘူးသူတို့ကအကွင့်မှာသွားချတဲ့ခါကျတော့ရိတ်ခါထုတ်ရဘေးကိုပြဲပြီးတော့ဟိုဘက်တောင်ပြီးသွားဆင်းတော့အော်ဒီနေ့တော့ပြန်ရပြီပေါ့နော်ဒီနေ့ကတော့ပြန်ရောက်တော့မယ်ဆိုပြီးညှော်လင့်တယ်ဒါပေမဲ့အဲ့ရဲ့ဟဲ့ရကတော်တော်လေးကိုတမျိုးနဲ့ဝေးกว่าဝေးกว่าနေပြီးတော့မှသူပတ်တယ်သူလည်းစူးစမ်းပြီး တ်ကြည့်ရဲပေါ့နော်တမီးတို့ရှိရဲ့နေအောင်ပတ်ကြည့်ရဲ့ခါမှာတော့ဘာပြောလဲဆိုတော့တို့တွေဒီနေ့တော့ဟိုကဲလို့မရဘူးလို့ပြောတယ်ပြောခါမှာရဟန်ကဖုန်းရတယ်ပေါ့နော်အဲ့လိုရပြီးရဟန်ပြန်သွားရဟန်ပြန်သွားတဲ့ခါမှာအဲ့ရဟန်ကိုကြည့်ပြီးရဟန်ဟိုဝမ်းနေလာပေါ့နော်ဘာဖြစ်လို့ဒီနေ့ရအောင်ကဲရလဲရဟန်ပြန်သွားပြီးတဲ့ခါမှာဘာဖြစ်လာလဲဆိုတော့အခုတမီးတို့ရောက်နေတဲ့အဲ့ level က10နိုင်လောက်ပဲ ဝယ်တယ်ပွင့်တာပေါ့နော်စိတ်နေနောက်ပိုင်းမှာဘာဖြစ်လာလဲဆိုတော့မြူတွေကြလာတဲ့အတွက်ကြောင့်မို့နောက်ထပ်လာခဲ့ချင်တော့လာခဲ့လို့မရအောင်သူရဲ့ chance ကဘယ်လောက်ပဲရှိလဲဆိုမနက်9နိုင်လောက်ဆိုရင်ဝယ်တယ်ပွင့်နေပေါ့နော်ဒါပေမဲ့သူကနေထွက်လာပြီးစိတ်နေလောက်ရောက်တဲ့ခါမှာဒီမြူတွေကအောက်ကိုနှိမ့်စင်လာတဲ့ခါကြာရင်တမီးတို့နေတဲ့နေရာကိုပိတ်လိုက်တယ်လို့ဖြစ်သွားတော့စိတ်နေနောက်ပိုင်းမှာဘယ်သူမှလာခဲ့လို့မရတော့အဲ့တော့အဲ့ဒီမှာလာခဲ့တယ်ကဲလို့မရတဲ့အချိန်ကတော့ဥက္ကဋ္ဌပါပါကြတယ်ဟုတ်ပြီ ကဲလို့မရဘူးဆိုလို့ရှိရင်ရိတ်ခါတော့အရင်ချပေးပါရိတ်ခါရတယ်ဆိုလို့ရှိရင်ဆက်ပြီးတော့မှနေနိုင်တယ် sleeping bag တွေရတယ်ဆိုလို့ကိုနေလို့ရတယ်ပေါ့နော်ဆိုတော့ရိတ်ခါရလာချဖို့အတွက်ညွန်ကြတဲ့ခါမှာရိတ်ခါကလည်းလာချပေးပါတယ် any time မဲ့ရိတ်ခါကသူချပေးတဲ့နေရာနဲ့သမီးတို့တကယ်ရောက်နေတဲ့နေရာနဲ့အရင်အောင်အလန်းဝေးပါတဲ့အချိန်ကဆိုတော့အဲ့ဒီနဲ့ရိတ်ခါလည်းမရပါဘူးပေါ့နော်အဲ့တော့မိုးချုပ်လာဟိုပါပေါ့ နေဝင်လာတယ်ပေါ့နော်နေဝင်လာတဲ့ခါမှာနာမကင်နိုင်တော့ဆိုတဲ့အကြောင်းလို့ဒီညနားเสียစခန်းတစ်ခုရှာမရမယ်ဆိုပြီးစခန်းဆက်ရှာကြရမှာပေါ့နော်တောင်တက်เสียနဲ့ဥက္ကဋ္ဌနေပြီးတော့အာဒီကြောက်ထင်ရရှိတာတော့သွားဝင်ကြည့်တဲ့ခါမှာကျွန်တော်တို့အိတ်လို့ရပါဒီကြောက်ထင်ရဘလို့ဖြစ်နေလဲဆိုတော့သူကဒီကြောက်ထင်ရအရှင်းနဲ့အနောက်ကို15ပေလောက်အကျယ်ရှိပြီးတော့အမြင့်ကသူကဟိုအနောက်ဘက်မှာ4ပေလောက်မြင့်ပြီးတော့တဖြည်းဖြည်းချင်းသူကအရှိတ်ဘက်ကိုကျင်းသွားပြီးတော့နောက်ဆုံးအရှိတ်ဘက်မှာ တပေလောက်တောင်အကျယ်မရှိတော့နေအထိကျင်းသွားတာတွေ့ရတယ်။ကြောက်ထင်ရချားထဲမှာအရင်ဆုံးဝယ်ပစီစဉ်တယ်။အဲ့ဒါနဲ့ကျွန်တော်ရေခဲပစိန်တစ်ချောင်းအရင်ယူအပေါ်ပိုင်းကအမြင့်ပေါ်မှာရေခဲပစိန်ကိုအန်ကာအနေနဲ့ကျွန်တော်ရေခဲထဲမှာကန်ပြီးတော့ကျွန်တော်စိုက်လိုက်စိုက်ပြီးတော့တောင်တဲ့ကျိုးဒစကိုအဲ့ဒီရေခဲပစိန်မှာခြီးပြီးကြာနဲ့ကျိုးဒစကိုဆွဲဆွဲပြီးတော့သူတို့ငါးရက်ပါဒီထိုင်လို့ရတဲ့ဘက်မှာတောက်ချောက်တန်းစီပြီးတော့ထိုင်လေကျွန်တော်ကကြာနဲ့အစွန်ကျိုးတစ်ခုကိုယူသွားပြီးတော့ကျွန်တော်ဦးနာ ကျင်းသွားတဲ့အပိုင်းမှာကျွန်တော်ကိုလှည့်လို့မရတော့အဲ့ထဲကြီးထိုးဝင်ပြီးတော့ကျွန်တော်ကဒီတိုင်းကြောက်ထန်ကြတာမှာကျွန်တော်ဒီတိုင်းအိတ်လိုက်ပြီးတော့တန်တဲ့ရေခဲပစိန်တစ်ချောင်းမှာအဲ့ဒီကျိုးဆွန်းတစ်ဖက်ကိုချီချီပြီးတော့ဒီကြောက်ထန်ကြားထဲမှာကျွန်တော်အတွင်းထဲမှာပြန်ညှက်ပြီးတော့ဒီအန်ကာကိုခြင်ထားတယ်။ဘာကြောင့်လဲဆိုတော့ညဘက်ကျွန်တော်တို့ထိုင်အိတ်ကြမယ်နေရာဒီကြောက်ထန်ရဲ့ဘေးမှာ6တောက်တင်တာတပေလောက်ခွဲမြေကြီးလေးရရှိတယ်။အဲ့ဒီအောက်တက်တက်မှာလည်းပင်90လောက်လုံးဝ vertical ဖြစ်နေတဲ့ cliff ကြီးရရှိတယ်။အဲ့တော့တယောက်မဟုတ်တယောက်အိတ်နေနေရောင်ရက်ပြီးတော့ပြုတ်ကျသွားခဲ့လို့ရှိရင် ျွန်တော်အနေနဲ့ကာဘာဖြစ်အောင်ဆိုပြီးတော့ဒီအဲ့ဒီကျိုးဝေဟိုသူတို့ကိုယ့်ရဲ့အရှိအဟနေပတ်ပြီးတော့မှကျွန်တော်တစ်ဖက်မှာအဆုံးအနေပြီးတော့ကျွန်တော်ကင်ပြီးတော့ညလုံးဒီတိုင်းအိတ်နေရတယ်အဲ့ဒါအဲ့ကျွန်တော်အိတ်ညမှာအိတ်နေအထဲထဲမှာပါလာတဲ့မုံလေးကိုဝေစားပြီးတော့နည်းနည်းလေးပဲစားလဲမစားနိုင်တော့ကျွန်တော်တို့ဒါပေမဲ့ချောင်းနဲ့နီးတော့ရေသွားခက်လို့တော့ရတယ်အဲအရာချောင်းတူရတဲ့အဲချောင်းနဲ့သွားရေလေးရေလေးပါရေသွားခက်ရေတော့ကြောက်အဲ့ဒုတိယညမှာကျွန်တော်အဲ့မှာပဲနေပြီးတော့နေခဲ့တယ်ညမှာကျတော့တော်တော်အေးတာ ဲ့လိုဒါပေမဲ့ပထမနေ့တော့ပါလာတဲ့ slimming bag ကကြတော့အဲ့လိုပဲခြုံသွားတယ်ဒါပေမဲ့ပထမနေ့နေကနည်းနည်းလေးတောင်းတောင်းနဲ့ဖတ်ထားလို့ရတဲ့အနေထားလေးရှိတဲ့ကြောင့်မို့ body heat နဲ့နွေးသေးတယ်ဒုတိယနေ့နေကကြတော့တယောက်ချင်းစီအိတ်နေရတဲ့အနေထားဆိုတော့ဒီပါလာတဲ့ slimming bag လေးပဲခြုံထားတာတောင်းတောင်းနဲ့ပူးနေလို့လေပူးနေလို့ပဲရတယ်တောင်းတောင်းတော့ဘယ်လိုဖတ်ထားလို့မရအောင်ထိုင်နေတောက်လျှောက်ကိုတန်းစီပြီးထိုင်နေတဲ့လိုမျိုးကြီးဖြစ်နေတယ်ထိတ်ဆုံးမှာကိုသထုံးကိုသထုံးပေးမှာက ဩက္ခရာဩက္ခရာဘေးမှာကမက်ဂရစ်မက်ဂရစ်ဘေးမှာကျွန်တော်ကျွန်တော်ဘေးမှာကပတိန်စီတူကပတိန်စီတူရဲ့အစွန်မှာကပတိန်မမောင်သားကပတိန်မမောင်သားအစွန်အစွန်ဆိုပေမဲ့သူကပို့ပြီးတော့အစွန်ရောက်တော့ပို့ပြီးတော့ခြေောက်တွေပါရရေခဲအဲ့ဒီဒီခုနကြောက်နေရင်အပြင်ဘက်ရောက်နေနေနိုင်မယ်သူလည်းတောက်လျှောက်ကိုဒီရေခဲအပြင်ဘက်ကိုရောက်နေရကျွန်တော်လည်းဒီတိုးနိုင်နေများတော့တိုးပြီးမယ်ညဘက်ကျတော့အေးရတဲ့အေးတောင်းတောင်းပူရင်ပူရင်နဲ့တောင်းရောက်ဟိုဘက်တိုးလိုက်ဒီဘက်တိုးလိုက်နဲ့ဒီလိုပဲ နေခဲ့ရတယ်ဒုတိယနေ့ညကျတော့ဒီလိုပဲပထမနေ့ရဲ့အနေထားကိုသိတဲ့ချိန်မှာတညာလုံးပထမမေ့ဘူးဒီနာမည်ခေါ်ပြီးတော့တယောက်တယောက်နှိုးနေတယ်နှိုးနေတဲ့အဲ့တောက်လျှောက်ကိုဒီမြေပြင်အဖွဲနဲ့ဖုန်းကွန်တက်ရသူတို့ရဲ့အနည်းဆုံးတော့နေမှာအဖွဲကိုခြားသွားပြီးဒါပေါင်းတော့မယ်အဲ့ညမှာဘာဖြစ်လဲဆိုတော့ဒီစကန်းနေဒီပူတာကိုအဖွဲရနေဘာဘာပြောလာလဲဆိုတော့ခြေလင်တက်ဖွဲအကနေအခုတက်လာနေပြီပေါ့နော်သမီးတို့စီတက်လာနေဖြစ်တဲ့အတွက်ကြောင့်မို့ သူတို့ဒီမနာတမ်းမအိတ်တမ်းဇက်တိုက်သူတို့လွတ်လိုက်ပါပြီဇက်တိုက်သူတို့လည်းရှောက်လာပါမယ်လို့ပြောဖုန်းနဲ့ပြောတယ်ဘုနော်ဆိုသူမျိုးအဲ့ဒါအရင်ညော်လဲတကယ်လည်းယုံကြည်တယ်ဟိုနောက်တန်းကဖွဲ့နေရတယ်တကယ်အာတော်ကွန်ဆိုင်လုံနေအောင်လည်းယုံကြည်တယ်အဲ့တော့ဘာမျိုးလင့်လဲဆိုတော့ပေချိန်မှများသမီးတို့အချက်ပြတဲ့ဟာကိုတွေ့ရမလဲဆိုတဲ့ဟာကိုရဲမျောလက်သူတို့ကပြောတာလဲဆိုတော့သမီးတို့စီဦးဒီည9နိုင်တော့မဟုတ်လို့ရှိရင်ည နှစ်နိုင်လောက်ရောက်နေပြောရဲဆိုတော့ဒီမျိုးကငကူကလေးကလည်းအဲ့လိုမမြင်အောင်ဆိုတဲ့အချိန်ကကြတော့ဟိုအမြဲတမ်းပဲချိန်မှာအတန်းကြားရမလဲပဲချိန်မှာသူတို့ signal ပြရမလဲဆိုတဲ့ဟာကိုစောင့်မျှော်နေရပါဆိုအဲ့ဒီတမီပြောတဲ့အချိန်ထိရေ crash ဖြစ်တဲ့ရနေစပြီးဒီနေ့ဒီအခုဒုတိယညရောက်တဲ့အချိန်ထိတမီတို့ရဲ့ဒီပေါ့နော်ဟိုမေးရိုက်တာတွေက second နဲ့အမြရိုက်နေတာတခါမှမနာဘူး ဘလောက်ချမ်းလဲဆိုတော့ဒီအယိုးထဲကနေရိုက်တာဆိုတော့အရင်ညောင်းလာတဲ့ခါကျတော့ဒီနေရိုးရဒါပေမဲ့ရက်လို့ရလားဆိုတော့မရအောင်အော်တိုမက်တစ်ကိုသူ့အနေနဲ့သူရိုက်ဆိုတော့အဲ့လိုမီးရိုက်ရင်းနဲ့မှဟိုစောင့်နေကြတာပေါ့နော်အဲ့တော့ည9:00နာရီလောက်လဲကျတော့လူတွေကတခါကျရင်အရင်မျောလင်းတဲ့ခါမှာကိုဖြစ်ချင်တာကိုအရင်မျောလင်းတဲ့ခါမှာတကယ်ပုံပေါ်လာတယ်ပေါ့နော်အမြင်မှာအဲ့တော့စိတ်ထဲမှာလူတက်နေကြတယ် တော့မဟုတ်လို့ရှင်လဲဝီစီမုတ်တဲ့တန်ကြီးကြားရဲအဲ့လိုတွေဖြစ်လာတော့တကယ်တော့တမီးတို့ရောက်တဲ့နေရာလေဘလောက်တောင်တိတ်ဆိတ်ငြိမ်သက်လဲဆိုရင်တယောက်နဲ့တယောက်အသက်ရှူတဲ့နောက်ကြားနေရတဲ့အစင်မလို့အဲ့ချိန်မှာတော့မဒီအတန်ကြီးကြားရဆိုတော့အားလုံးညရောက်တဲ့ချိန်မှာအားလုံးအဲ့လိုရှိတ်ဖြစ်နေရတော့တမီးရလေအားလုံးခဏလေးအဲ့ရှိတ်ဖြစ်နေခဏရက်ပြီးပါဆိုဘာဖြစ်လို့လဲဆိုတော့လူတန်ကြားရတယ်ပေါ့နော်ရောက်ပြီလားမသိဘူးအဲ့လိုဖြစ်လာတော့ပေါ့နော်အဲ့ချိန်မှာအားလုံးကလည်း နဲ့ဘယ်ကလူရှိရမှာလဲဒီချိန်မှာဟုတ်တယ်မလားဘယ်နားနေရောက်လာမှာလဲပေါ့နော်အာသမီ1ပြောကြအဲ့တော့အော်ဟုတ်ပါတယ်ဒါသမီအရင်ဖြစ်ချင်လို့ပေါ့နော်ကဲလူအရင်မျောလင့်နေလို့ဖြစ်လိုက်ဖြစ်ပါလိမ့်မယ်ဆိုဒါပေမဲ့ညနေတော့ရောက်လို့စီရပါပြောလဲဆိုသူမိကြီးရေးတွေ့ရပေါ့နော်ဆိုတော့သူကတခါပြောပြရအခုဘက်တောင်ထိတ်ကနေအော်မိကြီးရေးတွေ့ရဆိုတော့ပြီးလဲပြီးတော့အဲတောင်တက်ဆရာကြီးကတော့အော်မိကြီးမဟုတ်ဘူးဒီတဲကျွေရပါပေါ့နော်တဲကျွေတော့တကယ်သူတို့စိတ်ကနေပြရတယ်လို့ထင်နေပေါ့နော် တော့တောင်သက်ဆရာကတမီးတို့ပြထားတမီးတို့ရဲ့ဒီအရှိဖက်ချက်မှရှိတဲ့တောင်ကျော်တစ်ခုတကယ်လို့ဒီခြေလင်းတတ်တဲ့ဖွဲကတကယ်တမ်းရောက်မယ်ဆိုရင်အဲ့ဒီတောင်ဖက်ကနေရောက်လာမှာဆိုတော့အတွက်ကြောင့်တမီးတို့ဒီနင်းနင်းညံ့ညံ့အဲ့ဒီတောင်မှကြည့်ပြီးမျောလင်းဘယ်ချိန်ရောက်လာမလဲပေါ့နော်ဆိုတော့အဲ့ညမှာမိုးလင်းခဲ့ရပေါ့မိုးလင်းခဲ့တော့မိုးလင်းတာဆိုတာတက်မိုးလင်းလာခဲ့မယ်ဆိုတော့ကမိုးအရင်လင်းကျင်တာ အမြဲတမ်းဘယ်ချိန်မိုးလင်းမလဲဆိုတော့ပဲစောင့်ရပါတော့